United တိုက်စစ်အတွက်အဖြေကပါဖြစ်မလဲအားလုံးပဲမင်္ဂလာပါခင်ဗျာ Lindes Sport Channel ကနေကြိုဆိုပါရစေခင်ဗျာဒီဗီဒီယိုလေးမှာတော့ Manchester United အသင်းရဲ့လက်တလောအပြောင်းအရွှေ့သတင်းတွေကိုဖော်ပြပေးမှာဖြစ်ပြီးတော့ သူတို့အတွက်အကောင်းဆုံးဖြစ်နိုင်မယ့်တိုက်စစ်မှုခေါ်ယူမှုကဘယ်ကစားသမားဖြစ်လဲဆိုတာကိုသုံးသပ်ပြန်ပြီးသွားမှာပါခင်ဗျလက်ရှိမှာ United က Matthias Cunha တဦးတည်းကိုခေါ်ယူထားနိုင်သေးတာဖြစ်ပြီးတော့ဂရင်းကြီးကျက်ထွက်ခဲ့တဲ့ Antonio ကလည်း Thomas Franz Spani ပြအစ်ဖြစ်လာပြီးတဲ့နောက်မှာမျှော်လင့်ချက်နေသွားခဲ့တယ် United ဘက်ကတော့ Spa ရဲ့ Antonio ပေါ်စိတ်ဝင်စားမှုကိုစိတ်မပူဘူးလို့သိရပြီးတော့ Antonio ရဲ့နိုင်ငံအသင်းဖော် Onana ကလည်း Man U အသင်းစီကိုသာလာကစားဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ် Sky Sport ရဲ့သတင်းတပုတ်မှာတော့ Antonio ကလည်းလွတ်လပ်ရရင် United United အနေနဲ့ Palace က East ဘုံဘောက်ကစီမံညိုတို့ကိုစားထုတ်ခေါ်ယူသွားမယ်လို့ဖော်ပြထားပါတယ်ဗျ။နောက်ထပ်အနေနဲ့ကြဲကြဲလောင်လောင်ကြားနေရတာကအထောင်တိုက်စစ်မှုနေရအတွက်ပါအားလုံးသိတဲ့အတိုင်း United တိုက်စစ်မှာ Highland ကဘယ်လိုမှအဆင်မပြေဘဲနဲ့ Sexy ဘောကိုအလုံးစုံအားကိုးလို့လည်းမရပြန်ဘူး။ဒါကြောင့်ဒီရသည့်အောင်မြင်မှုတွေပြန်ရဖို့မဟုတ်ရင်တောင်မှ United တို့ချီးတင်းတဲ့နေရာမှာရှိနေဖို့အတွက်တိုက်စစ်မှုကောင်းကောင်းတအူးလိုပါတယ်။ ယိုပါလိဖိုင်နယ်မှာတိုင်ပြီး Iswich အသင်းရဲ့ Leon Delap နဲ့အတန်းထွက်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်း Champion League ဝင်ခွင့်မရတဲ့အခါ Delap ကို Chelsea အသင်းနဲ့လက်လွတ်ခဲ့ရတာပါလက်ရှိ United နဲ့အတန်းထွက်ဆုံးတိုက်စစ်မှု၃ရောက်ရှိတယ် Sporting က Jorginho, Frankfurt ရဲ့အသက်22နှစ်အရွယ် AKTK ပြီးတော့နောက်ထပ်တစ်ယောက်ကတော့ Napoli တိုက်စစ်မှု Victor Osimhen တို့ပဲဖြစ်ပါတယ်ဗျနောက်ဆုံးရသတင်းမှာတော့ Jorginho ကအမူရီနဲ့ပြန်ပေါင်းထုတ်မှာမဟုတ်ဘူးလို့သိရပြီးတော့ အဆင်နဲ့မဟုတ်ရင်ဖလာဟိုဗစ်နေရာအစားထိုးမဲ့ဂျူပီတန်စီကိုရောက်မယ်ထင်ပါတယ်။ဒါကြောင့်လက်ကျန်နှစ်ယောက်ထဲကဘယ်သူကယူနိုက်တက်နဲ့ပိုအဆင်ပြေနိုင်မလဲကြည့်ရပါမယ်ဗျ။ပထမဆုံး AKTK ကိုပိုပြီးသဘောကျရှင်စရာအချက်တချို့ပြောပါမယ်။အသက်က22နှစ်ပိုမိုငယ်ရွယ်ဖြက်လက်တယ်လို့ထင်ရပြီးတော့ပြီးခဲ့တဲ့ရာသီကမမော့ရှ်ကိုမန်စီးတီးခေါ်သွားပြီးတဲ့နောက်ဖရန့်ဘက်မှာကြံခဲ့တဲ့သူကပိုပြီးတောက်ပတ်လာခဲ့တာပါ။ဖရန်ဘတ်တို့ချန်ပီယံလိဝင်ခွင့်ရခဲ့တဲ့ခီးလန်တစ်ချောင်းမှာလေဒီကစားသမားလေးကအသက်တွေးကြောဖြစ်ခဲ့တာပါဗျ။ ဒါပေမဲ့စိတ်ပူစရာအချက်တချို့ရှိနေပါတယ်။ Avon ရဲ့ White Coast Fulcrum တို့လိုအထောင်တိုက်စစ်မှုတွေ Bundesliga မှာအဆင်ပြေကြပြီမြေ Premier League မှာတော့ရုန်းကန်ခဲ့ကြရတယ်။ Athletic ကရော Premier League မှာချက်ချင်းအံဝင်ပါမလား။သူတဲ့အချိန်အများကြီးမရှိဘူးဆိုတာကသူပြောင်းလာမဲ့အသင်က Media PR အများဆုံး League မှာထပ်မလို့မရတော့တဲ့လိပြကင်တွယ်နေပြီးတော့အစိုးရဆုံးရလက်မျိုးနဲ့ရာသီအဆုံးသက်ထားရတဲ့အသင်မျိုးဖြစ်ပါတယ်။ United အတွက်ဆိုလည်းတလန်းရှိတာမှန်ပေမဲ့ကန်ဆန်းခွင့်မရတော့တဲ့အခြေအနေမျိုးမျိုး Proven Striker ဖြစ်တဲ့ စီမန်ကိုသာပို့ပြီးအလေးပေးတင်တယ်လို့ထင်ပါရဗျ။ဆိုတော့အိုစီမန်နဲ့ပတ်သက်လို့စိတ်ပူစရာပါရှိမလဲဆိုဘာမှသိမရှိဘူးလို့ထင်ပါတယ်။နာပိုလီကလည်းအငန်းစေလွတ်လိုက်တယ်ဆိုတာကခြေစွမ်းကြောက်မဟုတ်ပဲနဲ့အတင်တွင်းပြဿနာတချို့ရှိခဲ့တာကြောင့်ဖြစ်ပြီးတော့ကလာတာဆယ်ရီမှလည်းတော်တော်လေးကိုခြေစွမ်းကောင်းပြသခဲ့တယ်လို့သင်ကိုယ်တွေလည်းရယူပြခဲ့တာပါ။ဥရောပဆင်မြင့်ထက်ကိုရောက်တာကြာလို့ဒါအသက်ကြီးပြီလို့ထင်ကြပေမဲ့တကယ်တမ်းအိုစီမန်ကအသက်26တာရှိသေးပါတယ် ကာဗာနီနောက်ပိုင်းတိုက်စစ်မှာအဆုံးသတ်သေးကြတဲ့ clinical striker မျိုးမရှိတော့တဲ့ United အတွက်အသင့်၃နိုင်တယ်လို့ high profile ဖြစ်လို့လဲအတိုင်းသာတစ်ခုထိပြန်ပဲနောက်တန်းနေအတွက်အလုံးရှုပ်စီမံပါဗျ။ဒါကြောင့်ကျွန်တော်တဦးတည်းအမြင်ရဆိုရင်ဂျော်ကီယက်စတာမရခဲ့ဘူးဆိုရင် AKTK ထက် Osimhen က United အတွက်ပုံမှန်တင့်တော်တယ်လို့မြင်ပြီးတော့ကုညာ Osimhen အမ်ဘူမိုတိုက်စစ်အတွက်ဖက်ရဲ့တိုးအားရှုံးအားတွေကို Bruno Fernandes နဲ့သာတွဲဖက်ထားလိုက် ောင့်ကြည့်ကြည့်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ brother တို့ရော united တဲ့ပေကစားသမားကပို့ပြီးတော့တင်တော်မယ်လို့ထင်လဲခင်ဗျာ comment box မှာဆွေးနွေးပေးတော့ကြပါဦး